ူဖမ်းပြီးတော့မှသာကိုလူပြန်ထွက်မယ်လူပြန်ထွက်ပြီးတော့တရားရင်ဆိုင်မယ်ကိုယ့်ရဲ့အသက်အန္တရာယ်ကလည်းဘာမှမသိဘူးလေဘယ်ရမှန်းလူတွေမှမသိဘူးဘီရွဲတွေနဲ့အယောက်15ယောက်အယောက်20လောက်ရှိတယ်အင်ရှိကိုကိုနာမည်ခေါ်ပြီးတော့လိုက်ခဲ့ပါအောင်နဲ့စစ်မေးစရာရှိလို့ခေါ်ပါဆိုဘလို့အတွေးမျိုးနဲ့ဘလို့ဟာမျိုးနဲ့ဒီလောက်ထိလုတ်လဲဆိုတာကိုစဉ်းစားလို့ကိုမရတာကိုအဲ့ကနေမှကိုရအောင် ကိုအသက်အနေလုပြီးတော့ကိုပြေးခဲ့ရတဲ့ရက်ကကိုမမေ့ဘူးသူနဲ့ကိုနဲ့ပရမချင်းတော့ကွာရှင်းပြည့်စဲခဲ့တယ်ကမာရွမြင့်နဲ့တရားရုံးမှာကွာရှင်းပြည့်စဲပြီးတော့ပေါ့နော် ကိုစိတ်တည်းလည်းအရင်ဖြစ်စီတဲ့ဟောမှာကိုကကိုအဲခွဲသွင်းခွဲတိုက်တာတွေဖွဲဝေပေါ့နော်ကိုကကိုတည်တန့်မော်ပြီးမှဆရာလေးအင်းနဲ့ခြံဝေတယ်ဝေပြီးတော့နေင်းနဲ့မှနောက်ဆရာလေးအလုပ်တွေလုပ်ရင်းနဲ့ပြီးတော့ ီလာရှင်းဝယ်လိုက်တယ်။အဲ့အချိန်မှာသူကလေးတွေနဲ့ရောက်လာပြီးတော့အားဆရာလေးကိုဟိုမခွဲနိုင်ဘူး။သူချစ်တယ်၊သူဟာဖြစ်ချင်ပြန်ပေါင်းမယ်ပေါ့နော်။သူအရာအားလုံးသူပြင်းမယ်၊သူရက်တွေလည်းဖြတ်မယ်ပြင်းမယ်။အဲနောက်တစ်ချိန်သူ့ကိုဖြစ်ပြပါပြောပြီးတော့အဲဆရာကြီးတွေကလည်းဟိုဆရာလေးရဲ့ဘာပြောမိသားစုကလေးတွေလည်းငယ်တော့တာသူမျက်နှာလေးတွေကြည့်ပြီးတော့လိုက်သွားလိုက်ပါ။အားလုံးအရာအားလုံးဟိုဖြစ်သွားပြီးမှသာသာသနာပြုပွားပါတော့ဆိုပြီးတော့ဖြောင်းဖြားတော့ ဩကိုဖေလည်းနေမကောင်းတော့ကဲဒီမိသားစုလေးပါဖြစ်တယ်ဆိုကလေးတွေမျက်နာနဲ့ဆရာလေးတို့သူနဲ့ကိုနဲ့ပြန်ပေါင်းလိုက်တယ်ပြန်ပေါင်းပြီးတော့လဲခဏပဲလိန်မာလဲခဏပဲအာတက္ကမကြီးတို့လည်းတွေ့မှာပါမီဒီယာမှာဘလောက်ချက်ချောင်းနေငိုကယိုကပြောတယ်ဒါပေမဲ့လက်တွေ့ကြတော့အိမ်မှာကြတော့အာမူးတယ်တောင်းညမ်းတယ်ဆဲတယ်ဆိုတယ်အဲ့လိုတွေ့သမျှလူနဲ့အဲ့လိုပီးစာတမို့အဲ့လိုမျိုးပေါ့နော်ပြီးတော့ဒင်းရဲ့ကို့မှာ ဒီအိမ်ကလေးတွေရဲ့စီးပွားရေးလဲကိုပဲအဲပြီးတော့ညဘက်တွေလည်းမအိပ်ရအောင်အဲ့လိုတောင်းညမ်းတဲ့တန်တွေကမခံနိုင်တော့ဘူးမျိုးစုံပြုပြင်ကြည့်တယ်မရအောင်အဲနောက်ဆုံးဘလို့အရပေါ့နော်အဆိုးလာတာအဲ့လိုပေါ့ကန်ကြောက်အဲ့လိုမျိုးတွေအတကားတွေရိုက်ခွဲတော့အိမ်မှာဆိုလဲဟိုကွဲရရှရာတွေပြတကားတွေဆိုလဲကြည့်လိုက်အဲ့လိုမျိုးတွေနဲ့အဲ့လိုအကြမ်းဖက်မှုတွေလုပ်တာလဲပြီးတော့အဓိက စိတ်ကြံဖတ်မှုတွေအဲ့လိုမျိုးတွေပေါ့နော်ပြီးတော့ live ပေါ်မှာတွေ့သမျှမိန်းမတွေနဲ့ပေါ့နော်ကိုယ်တငယ်ချင်းတွေပါမချမ်းပေါ့နော်အချင်းတွေကကြာပြီးတော့အဲ့အဲ့လိုမျိုးဒါသူတောက်ပြီးသူမူးလာရင်သူ့ရဲ့အကျေရပေါ့ဟိုတယောက်ယောက်နဲ့စကားပြောရမှာအဲ့အဲ့လိုမျိုးတွေပေါ့နော်သူ့ရဲ့အဲ့မကောင်းတဲ့ညင်ဆိုးတွေကနောက်ဆုံးအဲ့တန်နေမခံနိုင်တော့မခံနိုင်တော့ကလေးတွေကလည်းကြာတော့စိတ်ဒဏ်ရာတွေရတယ်လေအာနှစ်ယောက်အာပြန်ပြစ်ချက်ကလေးတွေကငိုကာယူကနေ ကဲအဲ့တော့ကိုကကိုပဲပေါ့နော်ဟိုဟဖြစ်တော့မဲ့သူသူနဲ့ကိုနဲ့အခုပြန်ပေါင်းတော့လည်းအိမ်တက်တွေလှုပ်တယ်အကုန်လုံးလဲဟိုဟဖြစ်တယ်အောက်နဲ့ဇာလေးစိတ်ဆိုးပြီးတော့အိမ်မောကဆင်းသွားတယ်ဆင်းသွားပြီးတော့ကိုကကိုစိတ်ပြေလဲပြခီးထွက်မဲ့ဆိုပြီးတော့ဇာလေးဟိုပေါ့နော်ပြပါခီးကိုသွားလိုက်တယ်ထွက်တယ်အသွားတဲ့အချိန်မှာကိုတငယ်ချင်းอ่ะပေါ့နော်ဒီအနုပညာလောကတွေကပဲလှမ်းပို့လိုက်တာဒီမှာတဲ့ဟိုရတဲ့စိတ်ဆိုးပြီးနေထွက်သွားတာအရင်မရှိဘူးတဲ့တိပီပီလားတဲ့ သူယူလိုက်ပြီးရဲ့ဆိုအဲ့လောက်ကြီးမိုက်မဲလိမ့်မယ်လို့မထင်ဘူးလေ။ဘာသကိုပြန်ပေါင်းပြီးတော့သူနဲ့ကိုနဲ့ပြန်ပေါင်းပြီးမကွာရှင်းရသေးဘူး။ကိုအဲ့ဒီမယုံသေးအဲ့နဲ့ချက်ချင်းကိုပြန်လာတယ်။ပြန်လာပြီးမေးလဲမိရောအဲ့လိုကို့မှာအတန်တက်တည်ရရှိရလေ။နေမဲနှစားပြောပြီးတော့နောက်ဆုံးအခုသူယူတဲ့ပေါ်တော့မိမကလည်းကိုတငယ်ချင်းအရင်ကြီးပဲ။ကိုနဲ့လည်းမိတ်ဆွေကိုသမီးတငယ်ချင်းရဲ့အမေ အာသူတို့အရင်တော့သူတို့အလိုပေါ်စကားသွားလာတယ်ဘာဖြစ်လို့ကိုမတင်ကားတော့မီးတော့အာတငယ်ချင်းတွေခင်နေတာနဲ့အလူတကာနဲ့လိုက်ပြီးငါ့ဟိုကဖြစ်တာလားဘာညာသူတို့ပြောတော့ကိုယုံကြည်ပေးလိုက်တယ်ဒါပေမဲ့ကိုသူ့ဖုန်းတွေယူကြည့်လိုက်တဲ့အချိန်မှာသူတို့နှစ်ယောက်ပြောထားတာတွေကအာ2023နှစ်ကပြောထားတဲ့ဟာကြီးအဲ့လိုမျိုးတွေအာသူတို့ရဲ့အနာဂတ် plan ကြီးတွေသူတို့ဟာကိုအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ သားသမီးတွေရဲ့ဟွာကြောင့်ကိုဘာမှမပြောခဲ့ဘူးနောက်ဆုံးအဲ့သူ့ရဲ့အဲ့ပေါ်တော့အခုယူလိုက်တဲ့အဲ့မိန်းမကနေပြီးတော့ဖုတ်ဆက်ပြီးတော့မဆုအချစ်လို့တဲ့မဆုခဏထွက်သွားတဲ့အချိန်မှာတဲ့ဦးလေးကြီးဒုက္ခရောက်နေလို့တဲ့ဒီမိသားစုကိုတဲ့ဆောက်ရှောက်မဆုနေရမှာဆောက်ရှောက်ဖို့ခဏလာတာဟာတဲ့မဆုပြန်လာရင်ပေါ့နော်တတ်တတ်ရဲ့တတ်တတ်ရှိရှိဖြစ်ဖို့ဒီအိမ်မှာတဲ့တန်ရှင်းရလာလုပ်ပေးနေတာပါတဲ့မဆုအိမ်ကိုပိုင်စီးခြင်းလို့လိုချင်လို့လာတာမဟုတ်ပါဘူးတဲ့ ကိုကအဲ့အိမ်ပါညာတွေကလည်းမမောခြင်းလည်းမရှိဘူးဆွဲလမ်းခြင်းလည်းမရှိဘူးဒါကလေးတွေအတွက်ကိုရည်ရထားတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကို့မှာရှိတယ်ငကက်ကမချက်ကိုအကုန်ရောင်းချပြီးတော့ကိုလုတ်ပေးခဲ့တယ်အဲ့အိမ် PC ဝါအောင်အကုန်လုံးမိသားစုတတရရဖြစ်တော့မယ့်အချိန်ကြာမှာသူ့ရဲ့အဲ့ဖောက်ပြန်မှုဖောက်မှုတွေကမခံနိုင်တော့ဘူးနေထွက်သွားလို့ငါနောက်တစ်ယောက်တင်တာဘာဖြစ်လဲလို့ပါလို့သူမီဒီယာရှေ့မှာသာသူအာပြောရင်တမျိုးဟိုမီဒီယာကိုရကြရင်အာသူ့ရဲ့ဟိုလည်းဒါပတ်ဝန်းကျင်လည်းသိတယ် ဥပဒေရပဲသွားมาရတော့မယ်ဆိုပြီးတော့အဲဇာလေးသူ့ကို အမှုဖွင့်လိုက်တယ်အဲ့ဆိုရင်တော့သာသမီတွေအတွက်ကိုဒီအိမ်ရဲ့ခြံရဲ့ပေါ့နော်ဒုနယောက်ပိုက်ဆိုင်တဲ့ဟာတွေကိုသာသမီ၃ယောက်နဲ့မယ်နဲ့လွှဲပေးရမယ်အဲနောက်တစ်ခုရှိတာကသာသမီတွေကအသက်မပြည့်သေးဘူးအဲအကြီးဆုံးမကာကြီးမ18နှစ်မပြည့်သေးဘူးလေဒီတလာပိုင်းမှပြည့်မှာတော့မပြည့်သေးဘူးအဲ့အတွက်ကြောင့်သူကတော့တရားဝင်လက်မှတ်ထိုးပြီးတရားရုံးမှာယူလိုက်တဲ့အတွက်ကြောင့် ဘော तू ချစ်တယ်လို့ထင်လို့ तू ယူလိုက်ပြီးပြီကိုဘာမှလည်းဟိုမပြောချင်ဘူးအဲ့တော့ယူလိုက်သွားလိုက်ကိုကမြည်သည့်အိမ်တော်မှလည်းလက်မှတ်တော်ယူထားတာလည်းမရှိသလိုမယူထားဘူးအဲ့တော့ကြောင့်ဒီခလေး၃ယောက်ရဲ့အနာဂတ်ကိုကျမပဲထိမ့်သိမ်းဆောက်ရှောက်မယ်ဆက်ရှင်နေပြည့်သွားပြီးရင်ခလေး၃ယောက်လုံးကိုကိုကထိမ့်သိမ်းဆောက်ရှောက်ထားတာကိုသူတို့ရဲ့အမေအနေနဲ့သူတို့ကိုကျမ သုံးယောက်လုံးကိုနဲ့လည်းမတက်ဆိုင်ဘူးဒီအိမ်နဲ့ဒီချိန်ကလည်းတရားဆိုပြီးတော့လုတ်ပေးမယ်ဆိုတဲ့ဟာတွေကလည်းစာချုပ်တွေအကုန်လုံးသူကလည်းရတယ်ရေးတာဒီအဲ့ဒီအကုန်လုံးလိုက်ရောပေးပါမယ်ဆိုပြီးတော့သူဘောနော်သူတရားရုံသူလာခဲ့မုံလည်းသူ yes ကမ်းမှာသူလာပြီးတော့ဟိုဖြစ်ပေးပြီးပြေးလည်အောင်ရှင်းပြီးပါပြီတဲ့သူ question စာချုပ်လက်မှတ်ထိုးပေးတယ်သူသူဒီ main မမနေပဲသူစိတ်ဆက်မယ်ဆိုတော့အဲ့ဘူးအဲ့ဒီညနေမှုလက်ခံနေဆိုတော့ okay ဆိုပြီးတော့ကိုရီကိုဘောနော်မနေ့7နှစ်ရည်ထဲတရားရုံမှာချိန်တယ် ပြီးရဲစခန်းပြောင်းချိန်နေပြီးဟိုနေရာချိန်ဒီနေရာချိန်နေချိန်တော့ဟိုပြီးလဲပြီးတော့ညနေ9:00နာရီလဲမလာပါတော့ပြီးလဲနောက်မှသိရတာဘာလို့လဲဆိုတော့ तू ကသူမင်္ဂလီဆင်းသွားပြီးတော့သူကိုဘောနော်အဲ့လိုမျိုးအခုရှုပ်ဆွေးစီတဲ့အရာမျိုးတွေကိုဘောသူလုတ်တယ်ဘောသူအဲ့လိုတာဝန်ယူမှုတာဝန်ခံမှုမရှိလို့လဲကိုကတရားဆွဲလိုက်တာဒီမိသားစုပြပြလဲလဲရှင်းလို့ရပြီရှင်းလို့ရမယ်ကိစ္စမှာအဲ့မရှုပ်ရှုပ်ရှုပ်ထွေးအောင်လေအဲ့လိုမျိုးတွေအဲတိတ်ခါတွေချ ပြောကိုကပြန်မရှင်းဘူးပြန်မပြောဘူးဆိုတာဘာလို့သာသမီကဒီကဟိုကိုသမီးကြီးကလည်းသူလည်းအမှုပညာလို့စ조사နေရတာလေကိုတွေမိဘတွေကဟိုဘောနော်မိဘတွေစောက်တုံးကြတော့ခလေးတွေဟောဖြစ်တဲ့ဆိုတဲ့စကားမျိုးတွေဖြစ်မှာဆိုတဲ့အတွက်ကြောင့်မပြောဘူးတောင်းတောင်းအကုသို့ဖြစ်စေမယ့်အရာသူရှောင်းနေအေးမပြောဘူးတခုခုဆိုရင်ကိုကကိုပဲတယောက်တည်းစိတ်ခံနေအဲ့တော့တော်ပြီ तू ဖမ်းပြီးတော့မှသာကို လူပြန်ထွက်မယ်လူပြန်ထွက်ပြီးတော့တရားရင်ဆိုင်မယ်အမှန်တရားတစ်ခုအတွက်ကိုဒီကကိုသားသမီးတွေရဲ့ရပိုင်ခွင့်ရတာကိုဘာလို့သူ့တော့မယုံကြည်တော့ဘူးပြီးတော့ကိုယ့်ရဲ့ပိုက်ဆိုင်မှုသူနဲ့မဆိုင်တော့ကိုမိဘပေးတဲ့အမွေနှစ်ကစအကောင်လိုချင်ပြီးတော့သိရမလားအဲသူလွှဲပေးရင်ကိုယ့်ရဲ့ပိုက်ဆိုင်မှုတွေလည်းသားသမီးတွေကိုလွှဲပေးပါလားဆိုတာဆရာလေးကအကောင်ဆရာလေးရှင်းနေတဲ့အကောင်စီစဉ်ပြီးသားသားသမီးတွေအသက်မပြည့်သေးတဲ့အတွက်ကြောင့်အခုချိန်မှာသွားပေးလိုက်ရင် ပေးသမျှကသားသမီးလေးလက်ထဲရောက်မယ်လို့ထင်လားရောက်မှာမဟုတ်ဘူးလေသူသုံးဖြုံနိုင်တယ်ကိုုံသွားမှာလေကားဝယ်ပြီးတယ်ကားရောက်စပြစ်တယ်လေခြံဝယ်တယ်ရောက်တော့ဘာလုံးမမမလုပ်တာကိုပဲဟွာဖြစ်ကြတာလေသူအမြဲတမ်းကိုအိမ်ကိုစောင့်နေတာတော့မပယံလှုပ်စားပါတယ်လို့ဘာလို့အလိုမမြဲရည်ချူအပေးအသားသမီးတို့ပေးချင်တယ်ပေးချင်တယ်သူသူစောကြီးတည်းကသူစတယ်လာနှိမ့်နိုင်နေရသူလွှဲပေးလိုက်ပေးပြီးွားရေကွန်ရှင်းစာဆိုလမ်းဘက်ထိုးလိုက် ီးသွားပြီးညှိနှိုင်းမှုလက်ခံပြီးသွားရင်ပြီးသွားပြီးလက်ခံပါမယ်ပြောပြီးတော့ကလိန်ကချစ်တွေပြောဒီဘက်တွေမှာရှင်းနေတွေပြောပြောပြီးတော့ဟိုဘက်ကိုသွားလှုပ်ချင်တဲ့အတိုင်းတွေလှုပ်ဟာတွေကအဆင်မပြေတော့ဘူးအဲ့တော့ကလေးတွေကလည်းအဲ့ဆိုရင်တော့မမီမမီတယောက်တည်းလည်းဖြစ်နေတယ်ပေါ့နော်ကိုဒီဒီလားချင်မဝတ်ခင်ပေါ့ဟိုတာလနာပေါ့မဟုတ်ဆိုအာသူတို့ကလည်းပတ်စံမလွဲတော့ဘူးအဲ့တော့ဟိုတမီလက်ကလည်းပေါ့နော်ဟော သူတသိန်းစီကတောင်းနေရသူတွေဖြစ်တော့မျက်နာတွေလည်းငယ်ရတယ်မမီရဲဆိုတော့ကိုစိတ်ထဲမကောင်းအဲ့တော့မမီပြန်လာနေပြီတရီရတရီသူ့အသူဟိုမှာသွားနေတာဗောနော်ကိုစိတ်ဩငါသာသမီနေနာငါသွားပြန်နေပြီပြန်ဆောက်ရှောက်မဲဆိုတော့ ਨੇ အဲပြန်လာပြီးတော့သာသမီတွေဟိုဗောနော်အချိန်ကြီးဆိုလဲလေအာချုပ်နေပိတ်ပေါင်းနေနေအများကြီးအာသူတို့ဖြစ်ကလပ်ဆန်နေနေတော့အမအန်ဒီကပြန်လာတယ်ပြန်လာပြီးတော့တန်ရှင်းကြီးလှုပ်ချန်နေရှင်း အဲအင်တန်ရှင်ကြီးအဲ့လိုမျိုးလုံပြီးတော့ဘောနော်ကလေးတွေအညာဘက်အာမမီတူတူထမင်းမစားရတာကြာပြီးတူတူမအေးရတာလည်းကြာပြီးတော့ကလေးနဲ့ထဲမှာထမင်းတူစားအိတ်ဟောဘောနော်အိတ်ကြမယ်ပေါ့ဆိုပြီးတော့ပြင်ဆင်နေတဲ့ချိန်မှာကိုယ်ချန်တခါတွေပိတ်ထားလို့တော်သေးတယ်။ဘယ်ရမှန်လူတွေမှမသိဘူးဘီးရွဲတွေနဲ့အယောက်15ယောက်အယောက်20လောက်ရှိတယ်။အင်ရှိကိုကိုနမေခေါ်ပြီးတော့လိုက်ခဲ့ပါအောင်နဲ့စစ်မေးစရာရှိလို့ခေါ်ပါဆိုစစ်မေးစရာရှိလို့ခေါ်ဟောင်းကိုကဟိုဘယ်ပြမှုမှလည်းလုပ်ထားတာမရှိဘူးလေ။ ပြီးတော့အဲ့ဒါဆိုရင်ဟုတ်ပြီဌာနဆိုင်ရာရဲ့ဗမာလက်လက်မှတ်ဗမာလက်ဖမ်းဝင်တယ်ဗျအဲ့ဒါကြီးမပါဘဲနဲ့ channel ကိုကျွတ်ကျွတ်ကျော်နဲ့ဘယ်သူမှမသိဘဲနဲ့မဖွင့်ပေးနိုင်ဘူးပေးမဝင်နိုင်ဘူးအဲ့အဲ့အတိုင်းဒါဒီဖြစ်သွားတယ်ဗောနော်ဖြစ်သွားပြီးတော့ကိုအဲ့ကနေမှကိုရအောင်ကိုရုံးထွက်ပြီးတော့ကိုမှဗောနော်ကိုအသက်အန္တရာယ်အတွက်ကိုကိုရုံးထွက်ပြီးထွက်ပြေးလိုက်ရတယ်ဗောနော် မပြောချင်ဘူးဒီကိစ္စတွေကဘာလို့ကိုယ့်ပံကိုယ်ကိုလောင်ထောင်းတလို့ဖြစ်မှာစိုးတယ်ဒါပေမဲ့ကိုယ့်ရဲ့အသက်အန္တရာယ်ကလည်းဘာမှမသိဘူးလေ तू ကတော့ဟိုဘလို့အတွေးမျိုးနဲ့ဘလို့ဟာမျိုးနဲ့ဒီလောက်ထိလုတ်လဲဆိုတာကိုအဲ့ညမှာကိုတကယ်အရာအားလုံးကိုသိတာအော်ငါ18နှစ်လောက်ငါဒီပေးဆက်ခဲ့ပြီးဒီက तू မမြင်တော့ပါလားဆိုတဲ့အဲ့ one day စိတ်လေပေါ့နော် ောငါသားသမီးတွေစီကိုငါဒီလိုလေးလာပြီးလှုပ်ပေးတာတော့မှအာသူဒီလိုလှုပ်တယ်အပြည့်သမီးတွေကကြာရင်ကိုကခလေးတွေကိုသားသမီးတွေကိုပြစ်ချထားပြီးတော့ကိုကအဲသိတယ်မလားဟိုဟိုဘယ်လိုပြောမလဲဥမခင်တာဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့တွေနဲ့သူတို့တွေရေအဖွဲကတတ်တက်ဟိုအပုတ်ချပြီးတော့တတ်တက်လှုပ်တာသူတို့အဖွဲတတ်တက်ရှိတယ်အဲ့လိုတွေဘာလို့တာလဲပေါ့ဆိုတော့စဉ်းစားလို့ကိုမရတာအ တော်ပြီးဥပဒေကြောင့်ပဲသွားတော့မယ်မြည်သည့်နေနိုင်မှုမှလည်းမလုပ်တော့ဘူးပြပြလေလေတော့ဖြစ်ချင်ပါတယ်သာသမီတွေဟိုဟာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူတို့တွေလည်းရှောက်ရမယ့်အနာဂတ်တွေလည်းရှိသလိုအဲကိုရီကြောင့်ပေါ့နော်အဲ့လိုသူတို့ဟိုပညာရေးတွေထိခိုက်မှလည်းအရန်ဆိုရင်လည်းအဲ့ဒီစိတ်တွေနဲ့ပဲပေါ့နော်ကလေးတွေနဲ့ပဲအဲ့ဖုန်းပြောပြီးသူတို့ပဲမိုတီဗေးရတယ်ပေါ့နော်ကလေးတွေလည်းအကုန်နားလေချတယ်နားလေတယ်တာသမီတွေမျက်နှာဟောဖြစ်ကျင်တယ်လို့ဇာလေးပြောခဲ့တဲ့အတိုင်းပဲသူကလေးတွေကိုပိုက်ဆိုင်မှုတွေလွှဲပေးလိုက် ပြီးတော့ဆရာလေးဒီသူ့အမှုသူဒီလုပ်တဲ့သူရှုပ်ထွေးပြီးလုပ်တဲ့ဟာတွေအတွက်ကိုကိုဖြတ်ပြင်းရှင်းထားတဲ့ကိုကုန်ကြတဲ့ဈေးကိုပဲကိုကိုရောပေးလိုက်ရတယ်ကြေးအေးကြောင့်လက်မှတ်ထိုးပေးမယ်။ခွာစင်းစာကြောင့်လက်မှတ်ထိုးပေးမယ်။သူ့ဟာသူအမှုပိတ်ချင်နေဆိုရင်သူနီးသူဟန်နဲ့ပိတ်ပိတ်လို့ရရင်လက်မှတ်ထိုးပေးမယ်။ပြည်လဲဆိုပါပဲအဲ့လိုပဲပြီးသွားခြင်းတယ်။ဟုတ်ပါသူလာရှင်းလိုက်ပြီးပြီ။အဲကြရင်တော့ လွှဲပေးကြစီလာလွှဲပေးွားပြီးရင်အားလုံးစိတ်ချရပြီဆိုရင်တော့ဆရာလေးသာသနာပောင်ကိုအပီးပြန်ဝင်ဖို့ဒီကိုဆုံးဖြတ်ထားတယ်